project လုပ်ဖို့ငွေလိုနေတာတော့တောင်းရမ်းခြင်းမပြုပဲဒီအရာကိုတောင်းဆိုခဲ့လို့ကဘာကျော်ပါဖြစ်သွားရတဲ့ငါးရန်ချောင်းသားလေး break တမျှလုံးဝမင်္ဂလာပါဘာမှ h 3လုံး channel ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဘွားမှာတခါတလေငွေကြီးချုပ်တဲ့အခါဘလို့ရွေးချယ်မလဲဆိုတော့လူတယောက်ရဲ့စိတ်ဓာတ်ခိုင်မာမှုကိုစမ်းသတဲ့အချိန်ပါအထူးသဖြင့်ကလေးတငယ်တယောက်အနေနဲ့မိမိရဲ့လူဝင်မှုကိုဖြည့်ဆည်းဖို့မှန်ကန်တဲ့နေလန်းကိုရွေးချယ်တတ်မှုကသူ့ရဲ့ဘဝကိုပုံတံဖော်ပြပါတယ် ဒီနေ့မှာတော့ကျွန်တော်ဖိလစ်ပိုင်နိုင်ငံမာဂင်နာနာဦးပြည်နယ်ကပြစ်စမာရန်ကျောင်းသားတူဖြစ်တဲ့ကဗီဂျိန်းစ်ဗလာရီဂျိုရဲ့အံွယ်ကောင်းတဲ့ဇလန်းလေးကိုကျွန်တော်ကတင်ပြပေးသွားခြင်းပါတယ်။သူကကျောင်း project အတွက်ငွေကြေးလိုအပ်နေချိန်မှာပတ်စံတောင်းမဲ့စားရိုးသားမှုနဲ့အလုပ်လုပ်ခွင့်တောင်းဝေးတာကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ကဗီဂျိန်းစ်ဗလာရီဂျိုကမာဂင်နာနာဦးပြည်နယ်မှာပြစ်စမာရန်တက်နေတဲ့ကျောင်းသားလေးတူဖြစ်ပါတယ်။သူကအကြောင်းကပေးခဲ့တဲ့ project တစ်ခုကိုအပြီးတက်ဖို့အတွက်ပစ္စည်းတွေဝယ်ယူဖို့ငွေကြေးအနည်းငယ်လိုအပ်နေခဲ့ပါတယ် ပုံမှန်ဆိုရင်ကလေးတွေကဒီလိုအခက်အခဲကြုံတွေ့ရင်မိဘတွေကိုတောင်းဆိုတတ်ကြပါရင်ဒါပေမဲ့ကာဖီရဲ့မိသားစုမှာလည်းငွေကြေးအခက်အခဲရှိနေတာကြောင့်သူအနေနဲ့ကိုယ်တိုင်ဖြေရှင်းဖို့ဆုံးဖြတ်ခဲ့ပါရင်သူ့ရဲ့အုံနောက်ထဲမှာပတ်စံတောင်းမဲ့အစားဂုံတိတ်ခါရှိရှိနဲ့ဝင်ငွေရှာဖို့အကြံတစ်ခုပေါ်လာခဲ့ပါရင်သူကငါမှလက်နက်တွေမရှိဘူးငါမှရှိတာကရိုးသားမှုနဲ့ကြိုးစားမှုပဲဆိုပြီးကိုယ်တိုင်ဆုံးဖြတ်ခဲ့ပါရင်ဒီလိုနဲ့သူကမာကင်တာနာဝမြို့မှာရှိတဲ့ဘန်ကိုကိုလန်ဂါလို့ခေါ်တဲ့အသေးစားငွေကြေးချင်းကားရဲ့အဖွဲ့အစည်းရုံးငန်းကိုရရဲဝင်းဝင်းဝင်ရောက်သွားခဲ့ပါရင် ကဗီကဘန်ကိုကိုလန်ကရုံးငန်းကိုဝင်သွားတဲ့အခါရုံးဝင်တန်းတွေကသူ့ကိုစိတ်ဝင်စားလာကြပါတယ်။သူတို့ကဒီကလေးငယ်ကဘာအတွက်လာတာလဲ။ငွေတောင်းမလား။ဒါမှမဟုတ်အခြားအရာလားဆိုပြီးအမျိုးမျိုးတွေးတောနေကြကြတာပါ။ဒါပေမဲ့ကဗီကသူတို့ရဲ့ရုံးထင်းချောင်းထင်းစိတ်တွေကိုဖယ်ရှားစေတဲ့စကားလုံးတွေနဲ့ပြောခဲ့ပါတယ်။ကျွန်တော်ကိုအလောလောခွင့်ပေးပါ။ကျွန်တော်အနေနဲ့ရုံးငန်းချမ်းမြင်တွေတန်ရှင်းရေးလောက်တာမျိုးစာရွက်စာရွက်တွေစီစဉ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်လို့ထောင်းဆိုခဲ့ပါတယ်။ ရဝင်းနန်းတွေကဒီကလေးငယ်ရဲ့စကားကိုကြားပြီးတော့အံ့ဩသွားကြပါတယ်။သူတို့ရဲ့ရှေ့မှာဒီလိုစိတ်သက်ခိုင်မာတဲ့ကလေးငယ်ကိုတွေ့ရတာကရှားပါတယ်။ကပီကဆက်ပြီးကျွန်တော်ရဲ့အိမ်မက်ထွက်ဆိုရင်ရှက်စရာကောင်းတာကိုဂယုမဆိုင်ပါဘူးလို့ပြောခဲ့တာကိုကြားရတော့သူတို့ရဲ့စိတ်ထဲမှာအတော်လေးထီရှားခဲ့ကြပါတယ်။ရဝင်းနန်းတွေကကပီရဲ့ရိုသားမှုနဲ့စိတ်သက်ခိုင်မာမှုကိုတွေးရှိပြီးတဲ့အခါသူတို့ရဲ့စိတ်ထဲမှာလေးစားမှုတွေပေါ်လာခဲ့ပါတယ်။သူတို့ကကဖီကိုတန်ရှင်းလောက်ခန်းချင်းမပြူပဲသူလိုအပ်တဲ့ပြည်စုံငွေကိုရိုသားမှုအတွက်စူချရတဲ့အနေနဲ့ပေးရခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကရုံးဝင်တန်းတွေအတွက်မလွယ်ကူတဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။သူတို့ကဒီကလေးငယ်ရဲ့စိတ်ဓာတ်ခိုင်မာမှုကိုတန်ဖိုးထားပြီးသူ့အတွက်အကူအညီပေးခဲ့တာပါ။သူတို့ရဲ့ရွယ်ချက်ကတော့ဒီကလေးငယ်ရဲ့ရိုးသားမှုကိုအားပေးချင်တာပါ။သူတို့ကဒီကလေးငယ်ကိုငွေတောင်းမဲ့အစားအလုံးလုံးခွင့်ပေးခဲ့တာပါ။ကာဗီကရုံးဝင်တန်းတွေရဲ့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်ကိုရရှိပြီးတဲ့အခါမှာသူ့ရဲ့မျက်ရည်တွေကဝမ်းသာမှုကြောင့်ငိုရောင်ငိုခဲ့မိပါတယ်။သူဟာသူရရှိခဲ့တဲ့ငွေနဲ့သူ့ရဲ့ကျောင်း project အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူခဲ့ပါတယ်။သူဟာသူ့ရဲ့ project ကိုအောင်မြင်စွာပြီးဆုံးနိုင်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ကဖီကသူရရှိခဲ့တဲ့ငွေနဲ့ဝယ်ယူပြီးအောင်မြင်စွာပြီးစီးခဲ့တဲ့ကြောင်း project ကိုဂုံယူဝင်ကြွားစွာပြသဖို့အတွက်ဘန်ကိုကူလန်ကရုံးခန်းကိုပြန်လာခဲ့ပါတယ်။သူဟာသူ့ရဲ့ project ကိုရုံးဝင်နှန်းတွေကိုပြသခဲ့ပြီးကျွန်တော်ကိုအခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ project ကိုအောင်မြင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ရုံးဝင်နှန်းတွေကကဖီရဲ့ project ကိုကြည့်ပြီးတဲ့အခါသူ့ရဲ့အောင်မြင်မှုကိုချီးကျူးခဲ့ကြပါတယ်။သူတို့ကဒီကလေးငယ်ရဲ့စွမ်းဆောင်နိုင်မှုကိုအံ့ဩဝမ်းသာခဲ့ကြပါတယ်။သူတို့ကကဖီကို တင်ဟာရိုးသားမှုနဲ့အလုပ်ကြိုးစားတတ်တဲ့ကလေးတယောက်တင်ရဲ့အနာဂတ်ကတောက်ပြောင်ပါတယ်လို့ပြောခဲ့ကြပါတယ်။ကပ်ပီးယားဇလန်းကရုံးခန်းမှာဒါမှမဟုတ်လူမှုကွန်ရက်ပေါ်မှာလည်းပြန့်နှံ့သွားခဲ့ပါတယ်။ဗန်ဂိုကူလန်ကရုံးခန်းကကပ်ပီးယားဇလန်းကိုလူမှုကွန်ရက်မှာတင်ခဲ့ပါတယ်။သူတို့ကကပ်ပီးယားရိုးသားမှုနဲ့အလုပ်ကြိုးစားလို့စိတ်ကိုချေချွခဲ့ကြပါတယ်။ဒီဇလန်ကလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။လူတွေကဒီကလေးငယ်ရဲ့ယူသားမှုကိုအားကြခဲ့ကြပါတယ်။သူတို့ကဒီကလေးငယ်ရဲ့စိတ်ထက်ခိုင်မာမှုကိုချီးကျူးခဲ့ကြပါတယ်။ ဒေသလန်ကလူတွေကိုရိုးသားမှုရဲ့တန်ဖိုးကိုတရီပေးခဲ့တာပဲဖြစ်ကြောင်းဖော်ပြရင်းညီကုန်းချုပ်လိုက်ပါရခင်ဗျာအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ